ရုရှားဒရုန်းတွေရဲ့အန္တရာယ်ကိုသိလာတဲ့အခါယူကရိန်းကသူတို့ရဲ့စစ်ပစ္စည်းတွေကိုဖျက်ဆီးခံရမယ့်အစားဒရုန်းတွေကိုပစ်ချနိုင်တဲ့နည်းလမ်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။ FPV ဒရုန်းအများစုဟာတစ်ခါသုံးဒွတ်ဒီဇိုင်းလုပ်ထားတာပါ။သူတို့မှာဘုံဒါမှမဟုတ်ဒုံးကြီးကောင်းတစ်ခုပါပြီးပြင့်မှတ်စီဓာတ်ရိုက်ဝင်လိုက်တာကိုရိုင်းမှာပျက်စီးသွားတတ်ပါတယ်။ဒါပေမဲ့ယူကရိန်းကတလကို FPV ဒရုန်းတသိန်းကျော်ထုတ်နေတဲ့အတွက်ဒရုန်းစီးကိုတစ်ချိန်ထပ်ပို့ပြီးတော့အသုံးပြုနိုင်ရင်ပိုကောင်းမှာပါ။ ီမှာပဲ Winchester drone တွေအသုံးဝင်လာပါတယ်ဒီ drone တွေကဘုံးနဲ့တိုက်မဲ့အစား rifle တနက်တွေနဲ့ရန်သူစစ်သားတွေကိုတယောက်ချင်းစီပစ်ခတ်နိုင်ပါတယ်ဒါကြောင့် drone တွေကိုပြန်လည်အသုံးပြုနိုင်ပြီးဖြတ်စည်းမခံရခင်အထိမကြာခဏပစ်ခတ်နိုင်ပါတယ်ဒီညံကောင်းတဲ့နီလန်းက Ukraine ရဲ့ drone စစ်စင်ရေးကိုပုံမိုထိရောက်စေပြီး drone တစ်စီးချင်းစီရဲ့တန်ဖိုးကို ပို့တိုးစေပါတယ်စိတ်ဝင်စားစရာကောင်းတာက rifle နဲ့လက်တက်ဆင်ထားတဲ့ကြားကဒီ drone တွေဟာလေထဲကနေရင်ပစ်ခတ်နိုင်ပါတယ် ဒါဟာရန်သူ drone တွေကိုလေထဲမှာနေဖျက်ဆီးနိုင်တဲ့အဓိကအားသာချက်ဖြစ်ပါတယ်။တနက်နှစ်လက်ပါ rifle design ဟာပြစ်လိုက်တဲ့အခါမှာ drone မရင်းရင်စီကိုတုံမှုကိုချိန်ညှိပေးပါတယ်။ AI နည်းပညာသုံးထားတဲ့ပြစ်မှတ်ထောင်လိုင်းရေးစနစ်တွေကြောင့်ရွေးရှားနေတဲ့ပြစ်မှတ်တွေကိုပါတိကျသွားထိအောင်ပြင်နိုင်ပါတယ်။ဒီစွမ်းရည်တွေဟာရုရှားရဲ့စောင့်ကြည့်ရေးလုပ်ငန်းတွေကိုဟန့်တားနိုင်ပြီးသူတို့ရဲ့တိုက်ခိုက်ရေးအစီအစဉ်တွေကိုပါထိခိုက်စေပါတယ်။ဒါအပြင်ဒီ drone တွေဟာပြစ်ပြီးတာနဲ့ချက်ချင်းရွေးရှားနိုင်တဲ့အတွက် ရန်သူအတွက်ပြန်ပစ်ဖို့ခက်ခဲစေပါတယ်။ရန်သူ drone တွေကိုကာဝေးရုံသာမကဒီ rifle drone တွေဟာရုရှားခြေလျင်တပ်သားတွေနဲ့ပေါ်ပါတဲ့ယာဉ်တွေကိုပါပစ်မှတ်ထားနိုင်ပါတယ်။ဒီ rifle drone တွေရဲ့ရေချင်းတွေကယူကရိန်းတပ်တွေကိုမဟာဗျူဟာမြောက်အသာသီးရသည်ပါတယ်။သူတို့ဟာကွာဝေးအန်ရဲကင်းကင်းကနေရန်သူတွေကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်ပြီးကိုယ့်တပ်သားတွေရဲ့ဘေးကင်းမှုကိုလည်းအမြင့်ဆုံးထိန်းသိမ်းနိုင်ပါတယ်။ဒါကြောင့်ပဲဒီ drone တွေဟာ ရုရှားတပ်တွေဘောကြောက်စရာအကောင်းဆုံးတက်ရောက်မှုတွေရှိခဲ့တာပါဒီ drone တွေရဲ့ချိန်ထောက်မှုဟာရုရှားစစ်သားတွေကြားမှာအကြီးအကျယ်ထိတ်လန့်မှုတွေဖြစ်စေပါတယ်ဘယ်အချိန်မှစိုးတိကျတဲ့ပြစ်ခတ်မှုခံရနိုင်တယ်ဆိုတဲ့အတွေးကရုရှားစစ်သားတွေရဲ့စိတ်ဓာတ်ကိုပြိုလဲစေပြီးတိုက်ပွဲဝင်ရတာကိုပိုခတ်ခဲစေပါတယ်တချို့ဆိုရင်အញ្ញန့်ခံတာဒါမှမဟုတ်စစ်ထဲကထွက်ပြေးတာတွေထိဖြစ်စေပါတယ် drone တန်တွေဆက်မပြတ်ကြားနေရမယ် အဲ့ဒီ drone တွေကတင့်ကိုပြစ်နိုင်တယ်ဆိုတဲ့အတွေးကိုပဲစဉ်းစားကြည့်ပါလုံးဝကြောက်စရာပါပဲရုရှားတပ်သားတွေကိုအပြစ်တင်လို့မရပါဘူး rifle နဲ့ drone လိုက်ပြီး၆လန့်ခံရတာဆိုတဲ့အတွေးကကိုယ်တိုင်ကယူကြောင်ကြောင်ဖြစ်စရာပါပဲဒီ rifle drone တွေမတိုင်ခင် Ukraine drone တွေကရုရှားတွေကိုစိတ်ညစ်စေခဲ့ပါတယ်မကြသိင်က Ukraine ရဲ့ရုရှားအဆောက်အဦနဲ့စစ်ရုံတွေကိုတိုက်ခိုက်မှုတွေဟာပူတင်ရဲ့စစ်အင်အားကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်ပထမဆုံးအနေနဲ့ ဇန်နဝါရီလ29ရက်မှာ Smolensk Nuclear စက်ရုံကိုတိုက်ခိုက်မှုကိုပြောပြပါမယ်။ဒီ Nuclear စက်ရုံဟာရုရှားအနောက်ပြပိုင်းမှာအကြီးဆုံးဖြစ်ပြီးဒေသခံလျှက်စစ်ထုတ်လုပ်ရေးအတွက်အရေးပါပါတယ်။ Ukraine drone တွေကဒီလောက်အရေးပါတဲ့နေရာကိုပိတ်မှတ်ထားခဲ့ပြီးရုရှားလေကြောင်းကာကွယ်ရေးက drone အချို့ကိုဖြတ်တောက်နိုင်ခဲ့ပေမဲ့ Ukraine ရဲ့ drone နည်းပညာကဘလောက်တောင်အရေးပါတဲ့အဆောက်အဦတွေကိုအလွယ်တကူဖြတ်စည်းနိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။အဲ့ဒီညမှာပဲ Ukraine drone အကျဉ်းချန်နေကြအောင် ကက်စတိုဗိုမြို့က site zaran ဓာတုဆက်ယုံမှာမိလောင်မှုဖြစ်ခဲ့ပါတယ်။ဒီမိကြောင့်ဆက်ယုံလုပ်ငန်းတွေရပ်တန့်သွားပြီးအရေးပါတဲ့ဓာတုပစ္စည်းထုတ်လုပ်မှုတွေယာယီထိခိုက်ခဲ့ပါတယ်။ဓာတုပစ္စည်းတွေဟာရုရှားအတွက်အရန်အရေးပါပါတယ်။ဘာလို့လဲဆိုတော့ဒါရီကရုရှားစီးပွားရေးရဲ့အဓိကအစိပ်ပိုင်းဖြစ်ပြီးစစ်စရိတ်အတွက်ငွေရှာပေးနေလို့ပါ။အနောက်နိုင်ငံတွေရဲ့ရေနံနဲ့တန်ငွေပိတ်ဆို့မှုတွေကြောင့်မှာတော့ရုရှားကတရုတ်အာရှလိုဈေးကွက်တွေစီးပြောင်းပြီးရောင်းနေစေပါ။ ဒါအပြင်ဒီတာရုပစ္စည်းတွေဟာစည်ရေးအတွက်လည်းအရေးပါပါတယ်။ရင်တွေ၊လင်းတွေ၊ရေတက်သင်းမောတွေအတွက်လောင်စာဖြည့်တင်းမှုလိုအပ်ပါတယ်။ဒါကြောင့်ဒီဆက်ယုံပစ္စည်းမှုဟာရုရှားစစ်ရင်အားကိုလောင်စာနဲ့ဓာတ်ရုပစ္စည်းတွေပြက်လက်စေပြီးငွေကြေးဆုံးရှုံးမှုတွေဖြစ်စေခဲ့ပါတယ်။ဇန်နဝါရီလ24ရက်နေ့မှာလည်း Ukraine drone တွေက Raisen ရေနံချက်ဆက်ယုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ရုရှားစစ်တပ်အတွက်အရေးပါတဲ့လောင်စာထောက်ပံ့မှုတွေပြက်လက်ခဲ့ပါတယ်။ ဒါဟာဒီဆက်ယုံကိုဒုတိယကြိမ်တိုက်ခိုက်တာဖြစ်ပြီးပထမတစ်ခါက2024ခုနှစ်မေလမှာတိုက်ခိုက်ခံခဲ့ခဲ့ရဘူးပါလေဒီတိုက်ခိုက်မှုတွက် Ukraine drone တစ်စီးဟာရုရှားမြေနယ်မြေအတွင်းမှာမိုင်းအားကြီးဝင်ရောက်ပြီးရုရှားရဲ့စီစဉ်တွေကိုဖျက်ဆီးခဲ့ပါတယ် Ryzen ဆက်ယုံဟာရုရှားရဲ့အကြီးဆုံးရေနံဆက်ယုံတွေကတစ်ခုဖြစ်ပြီးပြည်သူနဲ့စစ်ရေးလောင်သာထောက်ပံ့ရေးမှာအရေးပါပါတယ် Rider သတင်းဌာနအရဒီဆက်ယုံဟာတစ်နှစ်ကိုရေနံတန်ချိန်18တန်းချက်လုံနိုင်မှရှိပါတယ် ဒီဆက်ရုံဟာ2024ခုနှစ်အတွင်းရုရှားရဲ့စုစုပေါင်းရေနံချက်လုပ်ငန်းရဲ့900ခန်းလုံးနီးပါးကိုထုတ်လုပ်ပေးနိုင်ခဲ့တာကြောင့်အလွန်အရေးပါပါတယ်။ KF ကရေနံချက်ဆက်ရုံတွေကိုတရဝင်းစစ်မဟာဗျူဟာပြစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။ဘာလို့လဲဆိုတော့ရုရှားရဲ့စစ်ဆက်ရုံကြီးကိုရေနံနဲ့ထံငွေလုပ်ငန်းကနေရတဲ့အမျက်ငွေတွေနဲ့ငွေကြေးထောက်ပံ့နေလို့ပါ။ Ukraine drone တွေဒီဆက်ရုံကိုပြစ်မှတ်ထားတဲ့အခါမီးလောင်ပေါက်ကွဲမှုတွေဖြစ်ကရေရေလောင်ကန်တူလောင်ကန်တွေမီးလောင်ပြီး ယထားတင်စင်တဲ့ hydrotreater unit လို့အရေးပါတဲ့စက်ပစ္စည်းတွေပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လောင်သာပို့ဆောင်ရေးလိုင်းတွေရပ်ဆိုင်းသွားပြီးစက်ယုံလေပတ်မှုတွေရပ်တန့်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့ရုရှားစစ်ရင်အားပေါ်တက်ရောက်မှုက အလွန်ကြီးမားပါတယ်။စစ်စင်ရေးတွေဆက်လက်လှုပ်ဆောင်မှုလောင်သာကအဓိကကြပါတယ်။ Ryzen ရင်းနှီးချက်စက်ယုံမှာဖြစ်တဲ့ဒီပြဿနာကရုရှားရဲ့ထောက်ပံ့ရေးခွင့်ဆက်ကိုခြောက်ခြားသွားစေပါတယ်။ဒီဇယ်စီ လေရင်လောင်စာနဲ့တခြားကျင်တွေထွက်ပစ္စည်းတွေရဲ့ရရှိနိုင်မှုကိုထိခိုက်စေပြီးရုရှားတင်ကလေရင်နဲ့အခြားစစ်ပစ္စည်းတွေမှာအခက်အခဲဖြစ်စေပါတယ်။ဒီလိုရေးပါတဲ့အခြေခံဆောက်အုံဆုံးရှုံးမှုကရုရှားရဲ့စစ်စင်ရေးတွေကိုထိန်းသိမ်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေပါတယ်။ဒါကရုရှားရဲ့ပြဿနာဆိုင်ရင်ရှိတဲ့ထပ်ဖြည့်လိုက်သလိုပါပဲ။ Ukraine drone ရဲ့ Russia နိုင်ငံအတွင်းပိုင်းကိုနက်နက်ရှိုင်းရှိုင်းဝင်ရောက်ပြီးအရေးပါတဲ့အဆောက်အုံတွေကိုပိတ်မှတ်ထားနိုင်တဲ့စွမ်းရင်က ရုရှားတပ်တွေပေါ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်စေပါတယ်။ဘယ်နေရာမှာမှလုံခြုံမှုမရှိဘူးဆိုတဲ့ခံစားချက်ကရုရှားစစ်သားတွေရဲ့စိတ်ဓာတ်နဲ့တိုက်ပွဲဝင်နိုင်စမ်းကိုထိခိုက်စေပါတယ်။2025ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာယူကရိန်းဒရုန်းတွေက Prince ကနေ Kremlin EI Electronic စက်ရုံကိုဖျက်ဆီးခဲ့ပါတယ်။ဒီစက်ရုံဟာရုရှားရဲ့အကြီးဆုံး Electronic ထုတ်လုပ်ရေးစက်ရုံတွေထဲကတစ်ခုဖြစ်ပြီး Panther လေကြောင်းကာဝေးရေးစနစ် ဒုံးကြီးနဲ့ရေဒါစနစ်တွေအတွက်အရေးပါတဲ့အစိတ်ပိုင်းတွေထုတ်လုပ်ပေးပါဗျ။ Ukraine drone တွေကထုတ်လုပ်ရင်းနဲ့အုပ်ချုပ်ရေးအဆောက်အုံတွေကိုပျက်စီးစေပြီးလျှက်စစ်တပ်အားထောက်ပံ့မှုကိုနှောက်ယှက်ကစစ်ရုံလုပ်ငန်းတွေကိုယာယီရပ်တန့်သွားစေခဲ့ပါဗျ။ဒီတိုက်ခိုက်မှုကရုရှားရဲ့ထောက်ပံ့ရေးခွင့်ဆက်ကိုပိုဆိုးစေပြီးဒုံးကြီးစနစ်လေကြောင်းကာဝေးရေးစနစ်နဲ့အခြားစစ်ပစ္စည်းတွေအတွက်အရေးပါတဲ့အစိတ်ပိုင်းတွေပြက်လက်မှုဖြစ်စေကရုရှားစစ်စက်ရုံကြီးကိုအားနည်းစေခဲ့ပါဗျ။ဒါရင်မကသေးပါဘူး။ ရုရှားမှာ drone အနေနဲ့ကကြီးမားလို့နေတဲ့အတွက်ကာဇန်လေစိတ်တတာဆင်နဲ့ပူကိုဗိုလေစိတ်လီနင်ဂရက်တို့မှာယာယီပြန်တမ်းမှုတွေရပ်ဆိုင်းခဲ့ရပါတယ်။ဒါ့ပြင်မဲ့နောက်ပိုင်းမှာတော့ပြန်တမ်းမှုတွေပြန်ဆခဲ့ပါတယ်။ဒီဖြစ်ရကယူကရိန်းဟာရုရှားနိုင်ငံတွင်လုံးဝထိန်းချုပ်မှုရရှိလာတဲ့အခြေအနေကိုမိမောင်းထိုးပြနေပါတယ်။မိုင်းယာချီကွာဝေးတဲ့နေရာကနေတော့အရက်သားတွေပေါ်ချိန်းချောက်မှုတွေအမှန်တကယ်ဖြစ်နေတာက ပူတင်ရဲ့စင်အားစုမဟာဗျူဟာကြီးမားစွာကြာရှုံးနေပြီဆိုတာကိုပြနေပါတယ်။မော်စကိုမှာပြည်သူလူထုရဲ့မကျေနပ်မှုတွေမြင့်တက်နေတာကိုအံ့ဩစရာမရှိပါဘူး။ပဋိပက္ခဆောင်ရဲ့ဝေးရာပဟိုချက်မှာတော့ဘသူမှလုံခြုံမှုမရှိဘူးဆိုတာကိုရုရှားနိုင်ငံသားတွေတဖြည်းဖြည်းနားလည်လာတဲ့အခါပူတင်ခံစားနေရတဲ့ပြည်ရင်း PR တွေကိုဒီအချက်တွေကထပ်မံဖြည့်ဆည်းပေးနေပါတယ်။မြေပြင်စစ်ဆင်ရေးမှာ drone တွေရဲ့အရေးပါမှု Donbas ဒေသမှာ Ukraine ရဲ့ပြန်လည်တိုက်ခိုက်ရေးလုပ်ငန်းတွေမှာ ဒရုန်းတွေဟာအဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။ဥပမာရုရှားရဲ့အမြောက်နဲ့စည်ရေးတွတ်ဆဲမှုတွေကိုတကယ့်အချိန်နဲ့တပြင်းချင်းစောင့်ကြည့်ဖော်ထုတ်ပြီးဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒရုန်းတွေကရရှိလာတဲ့ဗီဒီယိုချက်လက်တွေကိုအခြေခံပြီးအမြောက်ပစ်ခတ်မှုတွေကို အတိအကျညှိပေးနိုင်တာကြောင့်ယူကရိန်းတပ်တွေရဲ့အသေးအပြောက်နည်းပြီးပြန်လည်သိမ်းပိုက်ရေးပုံမှုထိရောက်ခဲ့ခဲ့ပါတယ်။ရုရှားရဲ့ပင်လယ်နဲ့တပ်မတော်ကိုဒရုန်းတွေရဲ့ချိန်ချောက်မှုမြေပြင်တိုက်ပွဲတွေမကဘဲ ယူကရိန်း drone တွေဟာရုရှားရဲ့ပင်လယ်နက်တမတော် Black Sea Fleet အတွက်လည်းကြီးမားတဲ့အနေနဲ့ဖြစ်နေပါဗျ။ပြီးခဲ့တဲ့လအနည်းငယ်တွင်ဒီ drone တွေဟာရုရှားရဲ့ရေတပ်စွမ်းအင်ကို အောက်ပါအတိုင်းထိခိုက်စေခဲ့ပါဗျ။စူးစမ်းရင်းနဲ့တိုက်ခိုက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပြီးရုရှားရဲ့စစ်သည်မော်အချို့ကိုဖျက်ဆီးနိုင်ခဲ့ပါဗျ။2023ခုနှစ်ဒီဇင်ဘာလ31ရက်မှာ MI8 helicopter နှစ်စီးကိုဖျက်ဆီးပြီးတစ်စီးကိုပျက်စီးစေခဲ့ပါတယ်။စုစုပေါင်းစစ်သည်မော်28စီး ဆာဖမာရိုင်းဒစီအပါဝင် ဆုံးရှုံးခဲ့ရပါတယ်။ရုရှားရဲ့ပင်လယ်တပ်မတော်ဟာအရင်ကရုရှားရဲ့ရေတိုက်အင်အားကိုကိုးစားပြုခဲ့ပေမဲ့အခုအခါမှာတော့ drone တွေရဲ့ထိုးနှက်မှုကြောင့်နာမည်ပြတ်နေပါပြီ။ဒီလိုဆုံးရှုံးမှုတွေဟာရုရှားရဲ့ရေတပ်အဟာဗျူဟာတွေကို ပြန်လည်သုံးသပ်ဖို့ဖိအားပေးလျက်ရှိပါတယ်။ယူကရိန်းရဲ့ drone စစ်ဆင်ရေးတွေဟာမြေပြင်နဲ့ရေတပ်နယ်ဘယ်နှစ်ခုသလုံးမှာရုရှားကိုကြောင်းရုံစိတ်ဝင်နေပြီးသူတို့ရဲ့စစ်အင်အားကိုယာဉ်နေစေနိုင်ခဲ့ပါတယ်။ ဒီနည်းပညာဟာအနာဂတ်စစ်မြေပြင်မှာဘလောက်ထိအရေးပါနိုင်မလဲဆိုတာပြသလိုက်တဲ့တတ်သိတာရကတစ်ခုပါပဲ။ယူကရိန်းဟာပင်လယ်နက်တပ်မတော်ရဲ့တချိန်ကဂုံယူစရာသင်းမောဖြစ်ခဲ့တဲ့မော်စကိုသင်းမောကိုပါဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါဟာပူတင်အတွက်အလွန်အဆက်ရတရာကောင်းတဲ့အဖြစ်ပြပါ။ဆုံးရှုံးမှုတွေကရန်ကြီးမားလွန်းတဲ့အတွက်2024ခုနှစ်မှာရုရှားတပ်တွေဟာခရိုင်းမီးယားက Sevastopol စိတ်ကမ်းမြို့ကနေအခြေစိုက်စခန်းကိုရွှေ့ပို့ထိဖြစ်ခဲ့ရပါတယ်။ ဒါဟာပင်လယ်နက်မှာရုရှားရဲ့မဟာဗျူဟာအခြေအနေကိုကြီးမားစွာထိခိုက်စေခဲ့သလိုပူတင်ရဲ့ယုံကြည်မှုကိုလည်းပြိုလဲစေခဲ့ပါတယ်။ယူကရိန်းဟာစီးပိတ်ပြီးလို့ခေါ်တဲ့မောင်းသူမဲ့ရေရင် drone တွေကိုပါအသုံးပြုပြီးပင်လယ်နက်ထဲကရုရှားပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီ drone တွေကို Crimea ကန်ရိုနာကဒန်းငွေတူးဖော်ရေးစင်များကို တိုက်ခိုက်ဖို့အတွက်အသုံးပြုခဲ့ပြီးရုရှားရဲ့လုံဆောင်မှုတွေကိုထပ်မံနှောက်ယှက်ပေးနိုင်ခဲ့ပါတယ်။ဒီစစ်ပွဲမှာ drone တွေဟာ Ukraine အတွက် လုံးဝဂိမ်းပြောင်းသွားတည်နိုင်တဲ့ နိုင်တဲ့အရာဖြစ်လာခဲ့ပါတယ်။ဤပညာဆင်းပြင်းနေမှုတွေနဲ့အတူယူကရိန်းမှာချိုးတဲ့တဲ့နေရာတွေကို drone တွေကဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ရုရှားရဲ့အာကောင်တဲ့စစ်ရင်အားနဲ့ရှင်ရမှာယူကရိန်းကို အားသာချက်တစ်ခုရရှိစေခဲ့ပါတယ်။စစ်ပွဲစတင်ကလေးကဒီပြန်သန်းနိုင်တဲ့ဆက်တွေက အရေးကြီးတဲ့တောင်းတွေအတွက်အသုံးပြုခဲ့ကြပါတယ်။ယူကရိန်းဟာဒီဤပညာကိုကန့်ကောက်လို့ရတာမဟုတ်ပါဘူး။နှစ်ပေါင်းများစွာ drone လုပ်ငန်းကိုတည်ဆောက်ဖို့ငွေကြေးနဲ့အင်အားများကြီးသုံးခဲ့ပါတယ်။ အစိုးရဟာစုံစမ်းရေးအတွက် drone အသေးသားတွေကနေတိုက်ခိုက်ရေး drone အကြီးစားတွေအထိမျိုးစုံထုတ်လုပ်နိုင်ခဲ့ပါတယ်။2024ခုနှစ်မှာ FPV drone တစ်သန်းထုတ်ဖို့ရည်မှန်းခဲ့ပြီးနှစ်ကုန်မှာဒါကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ဒီလိုမြန်မြန်ဆန်ဆန်တိုးတက်လာနိုင်တာကိုပြည်ရင်းငွေကြေးနဲ့နိုင်ငံတကာအကူအညီတွေကအားဖြည့်ပေးခဲ့ပါတယ်။စစ်ပွဲကြောင့်ယူကရိန်းဟာ drone ဤပညာကိုအချိန်ဟုန်နဲ့မြင့်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပုံမှန်စီးပွားဖြစ် drone တွေကိုစစ်သုံးဖြစ်ပြောင်းလဲအသုံးပြုခဲ့တယ်လို့ကိုပိုင်စနစ်တွေကိုလည်းတီထွင်နိုင်ခဲ့ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းရဲ့ထောက်ပံ့မှုဟာယူကရိန်းရဲ့ drone အောင်မြင်မှုအတွက်အရေးပါပါတယ်။ American, Britain, Denmark, Netherlands, Latvia နဲ့ Sweden တို့လိုနိုင်ငံတွေက ကြီးကြီးမားမားပါဝင်ကူညီခဲ့ကြပါတယ်။ဥပမာ American ဟာ Ukraine ရဲ့စစ်တပ် drone အစီအစဉ်တွေက2.3ဘီလီယံဒေါ်လာထည့်ဝင်ခဲ့ပါတယ်။ဒီအကူအညီတွေကဤပညာဆိုင်ရာအထောက်ပံ့ အရေးပါတဲ့ပစ္စည်းတွေဝယ်ယူဖို့အကူအညီနဲ့ထောက်လန်းရေးအချက်အလက်မျှဝေမှုတွေပါဝင်ပါတယ်။ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ယူကရိန်းဟာခေတ်မီနီးပညာတွေကိုသူတို့ရဲ့ drone တပ်ဖွဲ့တွေပေါင်းစပ်နိုင်ခဲ့ပြီးစစ်မြေပြင်မှာပုံမထိရောက်မှုရှိလာစေခဲ့ပါတယ်။ဒီထောက်ပံ့မှုတွေဟာယူကရိန်းရဲ့စောင့်ကြည့်ရေးနဲ့တိုက်ခိုက်ရေးစွမ်းရည်တိုးတက်ဖို့အရေးပါခဲ့ပြီးရုရှားရဲ့စစ်ရေးချိန်ချောင်းမှုတွေကိုထိထိရောက်ရောက်တုံ့ပြန်နိုင်ခဲ့ပါတယ်။ရန်သူလှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီဖမ်းယူပြီး ယူကရိန်းတပ်တွေကိုတိကျတဲ့စစ်ဆင်ရေးတွေလုပ်ဖို့အချက်လက်တွေပေးခဲ့ပါတယ်။ Switchblade drone တွေလိုအမျိုးအစားတွေကရန်သူစခန်းတွေကိုဓာတ်ရိုက်ဝင်ရောက်ပစ်ခတ်နိုင်ပြီး Byrider TB2 တွေကတော့ရုရှားရဲ့စစ်ပစ္စည်းတွေနဲ့အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ယူကရိန်းနဲ့အနောက်နိုင်ငံက drone ထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကလည်းအရေးပါခဲ့ပါဗျ။ဥရောပနဲ့ American ကုမ္ပဏီတွေဟာ ယူကရိန်းနဲ့အတူအစဉ်အလာအရစစ်မြေပြင်မှာဒရုန်းနည်းပညာတွေကိုစမ်းသပ်မုံမှန်ခဲ့ကြပါတယ်။ယူကရိန်းရဲ့ Uslack လို့ဒေတာကန်ကုမ္ပဏီတွေဟာဒရုန်းနည်းပညာမှာစမ်းသပ်တည်ထွင်မှုတွေလုပ်နေပါတယ်။ Uslack ဟာမကြသိခင်က Brave 1ယူကရိန်းကဝေးနည်းပညာ Cluster ကနေအကူအညီငွေတသန်းဒေါ်လာကျော်ရရှိခဲ့ပြီးပုံမထိရောက်တဲ့ဒရုန်းတွေထုတ်လုပ်နိုင်မှုလှုံ့ဆော်နေပါတယ်။ဒရုန်းတွေရဲ့အောင်မြင်မှုက electronic စစ်ပွဲရဲ့အရေးပါမှုကိုပါမိမောင်းထိုးပြနေပါတယ်။ ယူကရိန်းနဲ့ရုရှားတစ်ဖက်စလုံးဟာတစ်ဖက်ရဲ့ drone လုံဆောင်ချက်တွေကိုအနှောက်အယှက်ပေးဖို့ electronic နည်းပညာတွေကိုသုံးနေကြပါတယ်။ဒါကြောင့်ကြောင်တဲ့ကြွက်အဖြစ်တစ်ဖက်က တိုးတက်လာတဲ့နည်းပညာကိုအခြားတစ်ဖက်ကပြန်လည်ကာဝယ်ဖို့ကြိုးစားနေကြရပါတယ်။ drone တွေဟာရုရှားရဲ့အင်အားကြီးမားမှုကိုချိန်ညှိပေးနိုင်ခဲ့ပြီးယူကရိန်းရဲ့ကာဝယ်ရေးဗျူဟာမှာအ धिक အခန့်ကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ drone နည်းပညာဟာယူကရိန်းကိုစစ်ပွဲမှာသာမကနည်းပညာနယ်ပယ်မှာပါဦးဆောင်နိုင်သေးခဲ့ပါတယ် ယူကရိန်းရဲ့ drone ပညာမှာရှေ့ရောက်နေမှုဟာသူတို့ရဲ့အောင်မြင်မှုအတွက်အဓိကတော့ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ကမ္ဘာနိုင်ငံတကာကလည်းယူကရိန်းရဲ့ drone အသုံးပြုပုံတွေကိုတတိထားလည်လာခဲ့ကြပါတယ်။စစ်ရေးသိပ္ပံပညာရှင်တွေနဲ့ဗျူဟာကျွမ်းကျင်သူတွေဟာယူကရိန်းနဲ့ drone စစ်ဆင်ရေးကိုဒီနိကကလည်လာခဲ့ကြပြီးအနာဂတ်စစ်ပွဲတွေအတွက်အသုံးဝင်မဲ့သင်ကန်းစာတွေကိုရယူခဲ့ကြပါတယ်။ဒါဟာယူကရိန်းကိုကမ္ဘာအဆင့်မှာဤပညာစမ်းသစ်တီးထွင်နိုင်တဲ့နိုင်ငံဖြစ်မြင့်တင်ပေးခဲ့ပါတယ်။ ဒရုန်းတွေကိုစစ်ပြူဟာတဲ့ပေါင်းဆက်လာတာနဲ့မျှယူကရိန်းစစ်သားတွေဟာဒရုန်းမောင်းနေပြီးထိမ့်သိမ်းနေတွေနဲ့စစ်စင်ရေးတွေမှာဘလို့ပေါင်းဆက်အသုံးပြုရမယ်ဆိုတာကိုသင်ယူခဲ့ရပါတယ်။ဒါဟာစဉ်းစားပုံနဲ့စစ်ပြူဟာအစ်တွေကိုလိုင်ယွန်ကြီးတွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းကိုပြသခဲ့တာပါ။ယူကရိန်းရဲ့အတွေ့အကြုံဟာအခြားနိုင်ငံတွေရဲ့ခင်မီစစ်စင်ရေးနီးလန်းတွေကိုပြောင်းလဲစေနိုင်ပါတယ်။ဒီစစ်ပွဲကနေရလာတဲ့သင်ခန်းစာတွေဟာစစ်စင်ရေးဗျူဟာအသစ်တွေနဲ့နီးပညာအသစ်တွေကိုမိတ်ဆက်ပေးနိုင်ပါတယ်။ ယူကရိန်းဟာစံသစ်တူထင်မှုရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံတကာအကူအညီတွေကိုမှန်ကန်စွာပေါင်းစပ်အသုံးချပြီးပုံမှုအင်အားကြီးတဲ့ရန်သူကိုစိန်ခေါ်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။စီးရီးယားပြည်တွင်းစစ်မှာယူကရိန်းကစီးရီးယားသဘုံတွေကိုဒရုန်းတွေနဲ့ကူညီခဲ့တာအာနာရှင်ဘာရှာအာဆက်ရဲ့အစိုးရကိုစန့်ကျင်ရမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ယူကရိန်းရဲ့ဒီလုပ်ရက်ဟာစီးရီးယားမှာရုရှားအော်သာထွက်မှုကိုဖျက်ဆီးဖို့ရည်ရွယ်ခဲ့တာပါ။အခုဆိုရင်စီးရီးယားအစိုးရအသက်ဟာ ရုရှားနယ်ပူးပေါင်းဆောင်ရွက်မှုတွေကိုဖျက်တောက်လိုက်ပါပြီ။ဒါဟာရုရှားရဲ့ဩဒါကျဆင်းလာမှုရဲ့တပ်သေးတစ်ခုပါပဲ။ယူကရိန်းရဲ့ drone ပညာဟာစစ်မြေပြင်တွေမှာကပဲနိုင်ငံရေးအရလဲရုရှားကိုဒုက္ခပေးနိုင်တယ်ဆိုတာကိုပြသလိုက်တာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။